အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် အဲ့ဒါကျွန်တော်ဒီနေ့9နိုင်မှာတော့ဒါ Manchester United သတင်းအဆုံအလင်ကိုတနီယာထဲမှာကျွန်တော်နေတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒီနေ့ဒါကျွန်တော်စောင်းရသည်မှာကလေးကဘတ်ဂျက်အသစ်ရဖို့ရှိတယ်။အဲ့ဒီသတင်းကဘာဘယ်ကနေတက်လာလက်ရှိမှာဒါကျွန်တော်တို့အီတလီဘက်ကနေတောက်ရှောက်တက်လာခဲ့တဲ့သတင်းပေါ့နော်။အဲ့တော့ Manchester United အသင်းရဲ့လက်ရှိဒါကျွန်တော်တိုက်စင်မှုအေးဘောလာလက်ရှိ Manchester United လက်ရှိတိုက်စင်မှုပေါ့ဒါ Manchester United အသင်းစီကနေပြီးတော့အငှားချထားတဲ့ Napoli ရဲ့လက်ရှိတိုက်စင်မှုဖြစ်တဲ့ Rice Wine Wildland ကိုတော့ လာလက်ရှိမှာအန်တိုနီယိုကွန်တီကသူတို့လေးကိုသဘောကျပြီးတော့နပိုလီဘက်ကနေပြီးတော့ဒီနှစ်စောင်းရာသီမှာပဲတခါတည်း purchase ဒါကျွန်တော် option ကိုလုတ်သွားနိုင်မယ့်အနေထားတော့မှရှိလာခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာ Rice Blue Hoyland နဲ့ဒါကျွန်တော် Total 6ပွဲကစားပြီးတော့၄ဂိုးသွင်းယူထားခဲ့ပြီးတော့တကယ်ကိုဒါခြေစွမ်းပြနေတဲ့အနေထားမှရှိအန်တိုနီယိုကွန်တီအနေနဲ့ဒါတိုက်စစ်ပိုင်းမှာ Hoyland အနေနဲ့ဒီထက်ပိုပြီးတော့ Total လာနိုင်မယ့်ကစားသမားပဲလို့သူတို့အနေနဲ့မြင်တွေ့ရတဲ့အတွက်ကြောင့်မို့သူအနေနဲ့ ဒီနေ့ဆောင်းရာသီမှာကြတဲ့ကစားသမောက်အပီတက်ဝယ်ယူဖို့အတွက်ဒါနပိုလီဘက်ကိုမီးစင်းပြထားရဲဆိုပြီးအီတလီဘက်ကနေပြီးတော့တောက်လျှောက်တက်လာနေကြတာကိုတွေ့ရမယ်။အီတလီဘက်ကနောက်ဆုံးတက်လာတဲ့ update သတင်းတွေရဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်တိုက်စင်မူဘိုင်းဘူဟွာရန်ကနပိုလီမှာသူကိုယ်တိုင်ပျော်ရွှင်နေပြီးဖြစ်ပြီးတရှိမှာစကော့မက်ဒေါ်မနီ၊ကေဗင်ဒဘရိုင်းနောက်နဲ့တွဲဆော်လာတာသူ့အတွက်ဒါကျွန်တော် freedom တကူရရှိစေချင်တယ်လို့ပြောရတယ်မှာပါ။ဒီလိုမျိုးပြောလို့တာ United ကိုဒါကျွန်တော်သူ့အနေနဲ့ဒါဆော်ကားလူချင်းစိတ်မရှိဘဲနဲ့သူ့နဲ့ United မှာ pressure တွေအများများတာဖြစ်ပြီးတော့ဒီ of course နောက်ပေါ်ပဲကဘာမှမတာ fan base အများဆုံးသေးသေးနေနဲ့ pressure ကတော့များမယ်ဆိုတော့သိ ီးတော့ထူးဆန်းတော့မရှိဘူးဒါပေမဲ့ဒီအခုဒီတည်င်းကဒါကျွန်တော် United အတွက်လည်းကောင်းတယ်လို့လက်ရှိမှာဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ဒါ နပိုလီအသင်းတော်လေးကိုအစီအပြေတယ်မှာပါတယ်။အကယ်၍ဒါဒီနှစ်ဆောင်းရသည့်မာဂရက်ကဒါကျွန်တော်နပိုလီအသင်းနဲ့ဒီအပြောင်းရွှေ့တဲ့တခါတဲ့ trigger လုပ်ခဲ့မယ်ဆိုရင်တော့ total euro 55သန်းပတ်ချာလဲဝင်ကျင်ကြကြတင်မယ်လို့သိရတယ်ဒီမှာပါတယ်။ဒါကလည်းနပိုလီအသင်းကကောင်းကောင်းကြီးနားလေတာပြီးသူတို့နေတာကျွန်တော်ဒီနှစ် physical ကြီးရတဲ့ကူဒီ budget ကိုတခါတဲ့ထည့်သွင်းသွားပြီးတော့နောက်နှစ်မှာဒီ physical ကြီးရတဲ့ပတ်စံကိုတော့နောက်နှစ်ကိုရွှေ့သွားဖို့အတွက်အစီအစဉ်မရှိဘူးလို့သိရတယ်ဒီမှာပါတယ်။လက်ရှိမှာဒါကျွန်တော်နပိုလီအသင်းရဲ့လက်ရှိဒါကျွန်တော်တိုက်စင်မှုဖြစ်တဲ့ Rice Move Holland ကတော့ Manchester United နဲ့လုံးဝတခမ်းရက်သွားပြီးလို့ပြော လို့ရမယ့်အခြေအနေတခုကိုရောက်ရှိလာခဲ့ပြီပဲ လို့ပြောလို့ရမယ်ဒီထားမှရှိအဲ့တော့ Manchester United အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ Direct from Highland နဲ့ Manchester United တခိုင်ရပြီကစား United ဘက်ကအဒီယာနဲ့ပတ်သက်ပြီးလုံးဝတော့ကျွန်တော်တို့ regret မရှိဘူးကစားသမားဘက်ကလည်းရှိမှာ Napoli မှာပဲပျော်ရှင်တဲ့ကြောင့်မို့သူ့အနေနဲ့ Italy ကိုသူ့ရဲ့တိုင်းကျွန်တော်အောင်မြင်နေနဲ့ပဲသတ်မှတ်ထားပြီး Italy မှာပဲဆက်နေဖို့အတွက်ရာခိုင်နှုန်းများတယ် Napoli သင်းနဲ့နည်းနည်းလေးဆက်ဆက်ပြီးပြောရမယ် Napoli သင်းကအခုလက်ရှိမှာ Manchester United အသင်းစီကနေပြီးတော့စောင်းအပ်ဒီမှာအကဲ Rice from Highland အတွက် trigger တစ်ခုများဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့ကို Kobe Mainu ကိုအငှားနဲ့များအသင်းစီကိုပေးနိုင်မလား ဆိုတဲ့ပုံစံမျိုးကိုလည်းသူတို့ဘက်ကမေးဖို့အတွက်ရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အန်တိုနီယိုကွန်တေးနဲ့လက်ရှိမှာကိုယူမိုင်းတို့ကမန်ချက်စတာယူနိုက်တက်အသင်းမှာမိနစ်ဒီမရနေတဲ့အပေါ်မှာပေါ့သူအနေနဲ့သူသင်းစီကိုခေါ်ယူပြီးဒီကစားသမားကိုမိနစ်ဒီအများကြီးပေးခြင်းတဲ့ပုံမှာရှိတယ်။ကစားသမားနဲ့အခုလက်ရှိနောက်ဆုံး update သတင်းနေနဲ့ဒူတာလက်ရှိတာကိုယူမိုင်းတို့ကတော့စိတ်ဝင်စားတဲ့အသင်းတွေတော်များနေတယ်။ပရီးမီးယားလိဂ်ကြီးမှာဘယ်တော့ကျွန်တော်လက်ရှိမှာတော်တန်ဟော့စပစ်တင်ဝက်ဆမ်တင်အေဗာဒန်တင်ဒီသုံးသင်းကလက်ရှိမှာကိုယူမိုင်းတို့ကိုဒီနှစ်ဆောင်ရသည်မှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။စပါးတင်ကလက်ရှိမှာဒါကျွန်တော်ကွင်းလေကစားသမားပက်ပေးစာတယောက်ဒါကျွန်တော်တို့

F ကိုငိုသွားရခြင်းမှာကိုဘီမိုင်းနူကိုတော့ကျွန်တော်တို့အမိပေါ့နော်ကျွန်တော်ဒါခေါ်ယူဖို့တဲ့လက်ရှိမှာစပါတင်နဲ့ပြင်ဆင်လာခဲ့တယ်ပေပေးစားတာကျွန်တော် F ကိုငိုသွားတဲ့ချိန်မှာဒါကိုဘီမိုင်းနူကကွင်းလေပိုင်းမှာဒါဘဟုချက်မှာတာဝန်ယူမယ်တာဝန်ယူပြီးဒါကျွန်တော်စပါတင်နဲ့ဒါတစ်လနဲ့နှစ်လလောက်တွင်းမှာဒါကျွန်တော်ကိုဘီမိုင်းနူကအသင်းအတွက်တာဝန်ယူပေးနိုင်မယ်လို့တို့တွေလည်းမြင်နေတယ်မှာပါအဲ့တော့လက်ရှိမှာ Tottenham Hotspur အသင်းကတဲ့ချိန်မှာကိုဘီမိုင်းနူကိုအပိသက်ခေါ်ယူခြင်းနဲ့နေထားမှာတော့ရှိပေမဲ့စာ United အသင်းနေနဲ့ကိုဘီမိုင်းနူကအကယ်၍အသင်းဘက်ကလက်လွတ်ခဲ့မယ်ဆိုရင်တော့မှအငှားနဲ့ဒါခေါ်ယူပေးဖို့အတွက်လက်ရှိမှာတရားဝင်ခွင့်ပေးသွားဖို့ရှိတယ်ဒါပေမဲ့လက်ရှိမှာကစားသမားကိုယ်တိုင်ကဒါကျွန်တော် ပြည်တွင်းကကလပ်တွေကိုပြောင်းလာတဲ့ဆိုင်သူ့အနေနဲ့ပြည်ပကကလပ်တွေကိုပြောင်းဖို့အတွက်ပူပြီးစိတ်အားထက်သန်နေတယ်။ကိုယ်မိုင်းနီကိုလက်ရှိမှာနပိုလီတင်းက Rice Blue Wine လည်းကိစ္စနဲ့အတူတခါတည်းဒါအရွေးကိုတခါရဲလုတ်ဖို့အတွက်ပြင်ဆင်နေပြီးတော့ Manchester United အသင်းဘက်ကနေကိုယ်မိုင်းနေကိုတော့နောက်ဆုံးတော့ဒါကျတော့အကေရူဘင်အမိုရင်းသာဒီကစားသမားကိုမိနစ်မပေးဘူးဆိုရင်တော့နပိုလီကို ဒါ6လအငါပုံစံမျိုးနဲ့ United ကအငါနဲ့ခွင့်ပြုသွားမယ်လို့သိရတယ်မှာပါတယ်။ကိုယ်မိုင်းနူကလက်ရှိမှာတော့ကျွန်တော်စိတ်ဝင်စားနေတာနိုင်ငံခြားအသင်းတွေမှာအများကြီးရှိပြီမယ်။နောက်ဆုံး update သတင်းတွေရတော့ကိုယ်မိုင်းနူအငါနဲ့ခေါ်ယူဖို့တဲ့လက်ရှိတရားဝင်ချိတ်ဆက်နေတာ Napoli နဲ့ AS Roma အသင်းနှစ်သင်းဖြစ်တော့သိရတယ်မှာပါတယ်။ AS Roma အသင်းနဲ့နည်းနည်းလေးဆက်ဆက်ပြီးခုနကလိုဆက်ပြီးပြောရမယ်ဆိုရင်တော့ AS Roma ကလက်ရှိမှာ Zigzie ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တောက်လျှောက်အရှင်ဟုန်မြင့်လှုပ်ဆောင်ခဲ့ပြီဖြစ်တယ်။ Zigzie ရဲ့ဒါ agent နဲ့တူတာ AS Roma တောက်လျှောက်တွေ့ဆုံနေခဲ့ပြီး West Ham နဲ့ဒါတိုက်စစ်ပိုင်းကလည်းဒါ Zigzie နဲ့တောက်လျှောက်တွေ့ဆုံခဲ့တာရှိတယ်။ကစားသမားကလက်ရှိမှာသူ့ နဲ့အသင်းပြောင်းမယ်ဆိုရင်တော့ Drive Smooth Highland ပုံစံမျိုးပဲသူ့ရဲ့အောင်မြင်ဖြစ်ခဲ့မှုတဲ့အီတလီကိုပဲပြောင်းဖို့အတွက်လက်ရှိမှာဒါကျွန်တော်စိတ်အားထက်သန်လို့သိရတယ်မှာပါတယ်။သူ့နဲ့ဒါ AS Roma ကိုဒါပို့ပြီးတော့ပြောင်းရွှေ့ခြင်းနေပြီးတော့ WhatsApp လို့အသင်းမျိုးကိုပြောင်းရွှေ့တာကသူ့အတွက်အတိတ်ပဲသိမရှိလာဘူးလို့မျှော်လင့်နေတယ်။ပြည်တိုင်းဆိုင်မှာအခက်မတင် WhatsApp ကဒီနေ့မှာတန်ဆင်းသွားခဲ့ရင်ကစားသမားတွေ Championship မှာမကစားလူချင်းတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါလက်ရှိမှာသူ့အနေနဲ့ possible ပို့ပြီးတော့အသင်းအနေနဲ့သူပြောင်းသွားဖို့တော့ပြင်ဆင်လာခဲ့တယ်။လက်ရှိမှာဒီစစ်ဆောင်းရာသီမှာဒါကျွန်တော်တို့ AS Roma နဲ့6လအငါချိုက်နေတတ်တယ်ဆိုရင်တော့အပိသက်ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစ ံမျိုးလေးနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်နေဦးသေးတယ်ဒီမှာပါတယ်။ AS Roma ကခုနနပိုလီလိုပဲသူနေတာကြောင့်တကယ်ကစားသမားတစ်ယောက်တည်းမဟုတ်ပဲနဲ့ဒါကြောင့် Kobe Mainu ကဒါကြောင့် Zigzi နဲ့အောင်လုံးကအငါ6တာခေါ်မယ်။ Kobe Mainu ကအပိသက်မခေါ်ပဲနဲ့ Zigzi ကိုတော့လက်ရှိမှာဒါကြောင့်အပိသက်ဒါကျွန်တော်တို့ခေါ်ယူပိုင်ခွင့်ဆိုတဲ့စာချုပ်မှာထည့်သွင်းသွားဖို့ပြင်ဆင်လာခဲ့တယ်။ United ကကျွန်တော်လွန်ခဲ့တဲ့2ရက်လောက်က ပြောခဲ့လို့ပဲ Zigzi ကိုလက်ရှိမှာရောင်းဖို့အတွက်လက်တွန်နေတာဖြစ်တယ်။အဓိက Zigzi ကိုရောင်းခဲ့မယ်ဆိုရင်တို့အနေနဲ့ဒါ FCO မှာဒါ Brian Mbeumo ကိုဆုံးရှုံးခဲ့ရမယ်ဆိုရင်တော့တို့အနေနဲ့ Zigzi ဒါမရှိဘူးတိုက်စစ်ပိုင်းမှာလူပိုလူအပ်သွားနေတဲ့ကြောင့် Zigzi ကိုရောင်းတဲ့ ည့်မရောင်းတဲ့အခုချိန်ကလေးကစတင်ပြီးတော့ United ဘက်ကစဉ်းစားနေပြီလို့သိရတယ်မှာပါတယ်။စီစီကလက်ရှိမှာလူသုံးပုံစံမျိုးလူရတဲ့ဆိုင်သူ့အနေနဲ့သူ့ကိုဒါအသင်းဘက်ကနေပြီးတော့ပို့ပြီးတော့သုံးနိုင်မဲ့အသင်းပုံစံမျိုးသူကပြောင်းရွှေ့ရှင်နေ။အဓိကကဒါ Netherlands အသင်းနဲ့အတူကမ္ဘာဖလားမှာပါဝင်ခြင်းတဲ့အတွက်ကြောင့်မို့စီစီတယောက်လက်ရှိမှာသူ့အနေနဲ့မိနစ်အသေးချာရနိုင်မဲ့ club ကိုဒါသူ့နဲ့ပြောင်းရွှေ့ရှင်နေ။ဥပမာလက်ရှိမှာဒါ Brian Mwemu နဲ့ဒါပြန်လာခဲ့မယ်ဆိုစီစီအနေနဲ့မိနစ်ပြန်မရခဲ့ဘူးဆိုရင်တော့ဒုံရင်းကဒုံရင်းပြစ်သွားမှာသူ့အနေနဲ့စိုးရိမ်နေတဲ့ကြောင့်မို့လက်ရှိမှာတော့ United အသင်းကထွက်ဖို့တော့သူ့အနေနဲ့စဉ်းစားနေဆိုတဲ့တဲ့ရင်ထွက်လာခဲ့တယ်။အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာ Bush တဲ့တဲ့ရင်လေးနည်းနည်း ယ်ပြော United အသင်းကိုဒါကျွန်တော်တို့ အဲဗာလေဟိုမေဆန်ဂရင်းဝူးနဲ့ဒါကျွန်တော်လက်ရှိမှာမက်တိုမနီကိစ္စမေဆန်ဂရင်းဝူးကလက်ရှိမှာဒါကျွန်တော်တို့မာဆေးမှာဒါကျွန်တော်တို့သူ့အနေနဲ့သူ့တက်သူကဒီထက်ပို့ပြီးတော့ကောင်းတဲ့ကလပ်တစ်ခုကိုပြောင်းမယ်ဆိုတဲ့ဒါသတင်းတွေထွက်ပေါ်နေခဲ့တယ်ဒီသတင်းကလည်းအမှန်ပဲလို့ပြောလို့ရတယ်ဒါပေမဲ့ Manchester United အသင်းနဲ့ Tottenham အသင်းတို့ကလက်ရှိမှာမေဆန်ဂရင်းဝူးကို Premier League ကိုပြန်ခေါ်မယ်ဆိုတဲ့သတင်းကတော့လုံးဝအမှားယွင်းတာဖြစ်တယ်လို့ပြောလို့ရတယ်လက်ရှိမှာဒါကျွန်တော်အင်္ဂလန်ကအသင်းအနေနဲ့မေဆန်ဂရင်းဝူးကိုပြန်ခေါ်မယ်ဆိုတော့သူ့ကစားသမားရဲ့ဒါ PR ကိုအဆအဆုံးပြန်လုပ်ပေးရမယ်တာဝန်ကြီးမှုကြောင့်လက်ရှိမှာခေါ်ယူဖို့အတွက်တော်တော်လေးကိုခက်ခဲတယ်အထူးသဖြင့် Man Manchester United အသင်းကစားသမားကိုယ်တိုင်ကလည်း Manchester United အသင်းကိုပြန်သွားချင်မှာမဟုတ်လို့ကစားသမားကိုလည်း Manchester United အသင်းကလက်ရှိမှာခေါ်ယူဖို့စီစဉ်မရှိဘူး Sergeant Radcliffe တို့ကိုအနေနဲ့အခုလက်ရှိမှာဒါ Grayson Greenwood နဲ့အပြောင်းရှိကိုလုံးဝအပြီးသက်ပြီးသွားပြီးလို့သတ်မှတ်ထားခဲ့ပြီး United ကတော့လက်ရှိမှာ Mason Greenwood ကိုအသင်းစီကိုပြန်ခေါ်ဖို့အတွက်လုံးဝလုံးဝအစီအစဉ်မရှိသေးကြောင်းကိုတော့ကျွန်တော်နေဒီညကတင်ဆက်ပေးခြင်းနဲ့လက်ရှိမှာ Mason Greenwood အနေနဲ့ဒါကြောင့် possible အဖြစ်နိုင်ဆုံးဒါကျွန်တော်တို့အခုဖြစ်တာကဘယ်လိုလဲဆိုတော့ဒါ Barcelona အသင်းဖြစ်ဖို့များရဲ့ဆိုပြီးတဲ့ရင်တက်လာခဲ့ Robert Lewandowski အသင်းကထွက်ဖို့အတွက်ရာဂိုင်းတို့များနေတဲ့ချိန်ဒါ Mason Greenwood က Robert ဘတ်လီဝင်ဒေါစကီရဲ့နေရာကို striker center forward ပုံစံမျိုးအစားထိုးဖို့အတွက်လက်ရှိမှာနံပါတ်၁ပုံစံအဲ့တော့ Mason Greenwood ရဲ့လက်ရှိစာချုပ်ပါအချက်လဲရမာဆေးမှာစာချုပ်ပါအချက်လဲအကိဘဲအသင်းမဲ့မြောက်ကြီးကြီးရင် Manchester United ရဲ့အသင်းကလည်း percentage ရမှာဖြစ်တော့ကြောင့် United အသင်းနဲ့အကိ Barcelona ပြောင်းခဲ့မယ်ဆိုရင်တော့မာဆေးကကြီးကြီးရခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒါပြန်ပြီးရအောင်ဒီကြားထဲမှာမထင်မှတ်ထားတဲ့သတင်းတစ်ခုကိုပြောပါဆိုရင်တော့ဒါကျွန်တော်လက်ရှိမှာ Turkey League ရဲ့တက်လာတဲ့ဒါကျွန်တော် Turkish သတင်းတွေရ Turkish သတင်းနဲ့ပတ်သက်ရင် Tier 2 Tier 3လောက်ပြောလို့ရတဲ့ Arrow Aven ကနေရေးသားထားခဲ့တာက Turkey အနေနဲ့အခုလက်ရှိမှာ Turkey Turkish ကဒါကျွန်တော်အသ သင်း၃သင်းလောက်ဂလာဒါဆာရီဖနာဘာချီနောက်တဲ့အသင်း၃သင်းအပါဝင် ်ဦးကာတေးကိုခေါ်ယူဖို့တယ်လာမယ့်ဆောင်းရာသီမှာကြိုးစားသွားနိုင်လို့သိရတယ်မှာပါတယ်ယူနိုက်တက်အသင်းကသာလာမယ့်ဆောင်းရာသီအတွင်းမှာကွင်းလယ်ပိုင်းအားဖြည့်မှုလုပ်ခဲ့မယ်ဆိုတော့ဦးကာတေးကဒါကျွန်တော်တို့အဲ့ကွင်းလယ်အသစ်ကာစမဲရုနောက်ရောက်သွားမှာဖြစ်တဲ့ကြောင့်ဦးကာတေးနဲ့ခုလက်ရှိမှာအသင်းအသစ်ရှာဖွေနိုင်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဦးကာတေးနဲ့ခုလက်ရှိမှာသူ့ရဲ့အနာဂတ်အတွက်သူဟာတူတကီကကလပ်ပင်းနဲ့စကားပြောနေတယ်ဆိုပြီးဒီနေရာမှာသတင်းတွေထွက်လာခဲ့တယ်ဒါကတော့ tier 2 tier 3ပဲဆိုတော့နည်းနည်းလေးတော့ကြွကြက်လီပြီးယုံကြပါတော့တော့ဦးကာတေးကိုတိုင်ကလက်ရှိမှာယူနိုက်တက်အသင်းကမမဲရရတာကျွန်တော်တို့ PSG အသင်းကဈေးကြီးပေးဝယ်ခဲ့တာမှန်ပေမဲ့အခုလက်ရှိမှာတော့ဒါ United နီးပြဖြစ်တဲ့ ရူဘင်အာမိုရင်းအနေနဲ့ဒါကာစင်မေရိုကိုတောင်ကြော်ပြီးတော့နေရာသိမ့်မထွက်နိုင်ကြအောင်ကစားသမားအနေနဲ့အကယ်၍ United အသင်းကကွင်းလယ်ပိုင်းသာဝယ်ခဲ့မယ်ဆိုရင်တော့ဥဂါတေးကဒီနောက်ကစားသမားတွေအကုန်လုံးကိုရောက်သွားနိုင်မယ့်အခြေအနေတခုဖြစ်တဲ့အတွက်ကြောင့်မလို့ဥဂါတေးကလက်ရှိမှာအသင်းပြောင်းဖို့အတွက်အစီအစဉ်တွေကိုပြုလုပ်နေတယ်ဆိုတဲ့သတင်းကတော့မှန်ကန်တယ်လို့သိရတဲ့အချိန်မှာပါတယ်ရူဘင်အာမိုရင်းကလက်ရှိမှာလာမယ့်ဆောင်းရာသီအပြောင်းရွှေ့ပလန်နဲ့ပတ်သက်ပြီးသူကိုယ်တိုင်အကုန်လုံးကိုဆုံးဖြတ်သွားမယ်လို့သိရတဲ့အချိန်မှာပါတယ်လက်ရှိမှာကိုဘီမိုင်းနုဖြစ်တဲ့ကိစ္စဂျော့ရှွဲဇစ်ဂီဖြစ်တဲ့ကိစ္စဥဂါတေးကိစ္စဒါကျွန်တော်တို့စာချုပ်တက်တန်တိုးမတိုးပါဒါကြောင့်အဓိကနောက်ဆုံးဆုံးဖြတ်ပြန်ခွင့်ရမှာကတော့အာမို မူရင်းလိုပဲတည်ရတယ်ဒီမှာပါတယ်အဲ့တော့လက်ရှိမှာဒါ customer ကစာရုပ်သိချုပ်ဖို့တဲ့ရာခိုင်နှုန်းတွေနေသွားပြီးတော့ဒါအဲဟယ်ရီမကွာရဲ့စာချုပ်တက်ကတော့လမ်းမှန်ပေါ်ရောက်နေတဲ့ဆွေးသတင်းတွေတော့ထွက်ပေါ်နေခဲ့တယ်မှာပါတယ်။နောက်ပါပဲဘလုံးပတ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလူစံပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြွတူပါတယ်။ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှပဲအေးအေးဆေးဆေးတွေ့ကြရပါတော့အားလုံးပဲကြွတူပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။ 第五个问题。